ဒေါ်နယ်ထရပ်ထုတ်ကြွားလာပြီးဖြစ်တဲ့နောက်ဆုံးပေါ်တိုက်ခိုက်ရင် F47 အားလုံးမင်္ဂလာပါပကံထဲထဲမဲ့ channel ကနေကြည့်ဆိုပါရစေ2025ခုနှစ်မတ်လ27ရက်နေ့မှာပဲဒေါ်နယ်ထရပ်ဟာနောက်ထပ်ဆင်အားကြီးမားမှုထောက်တိုင်တကူဖြစ်တဲ့နောက်ဆုံးပေါ်တိုက်ခိုက်ရင်ဒီစေးအကြောင်းကိုတည်ပြလာခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာ့အရာကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ American နိုင်ငံကမိတ်ဆက်လိုက်တဲ့အန်အုံးဖွဲ့တိုက်လေရင်တည်တဆင်းဖြစ်တဲ့ F47 6th generation fighter jet အကြောင်းကိုအပြည့်စုံဖော်ပြပေးသွားမှာပါ AI နည်းပညာနဲ့ထိတ်တန့် state system တွေနဲ့တက်ဆင်ထားတဲ့ဒီလိန်ရောနောက်လာမယ့်စစ်စင်ကြီးများအတွက်ဘယ်လောက်ရေးပါမလဲကျွန်တော်နဲ့အတူတူလေ့လာကြည့်ရှုရအောင်ပါစည်ရေးသမိုင်းကိုကြည့်မယ်ဆိုရင်ခေတ်တိုင်းမှာ X superiority လို့ခေါ်တဲ့လေဟာပြင်ထဲမှာအုပ်ဆိုးနိုင်ခြင်းကစစ်ပွဲတစ်ခုအနိုင်ရဖို့အတွက်အဓိကတော့ချက်တစ်ခုဖြစ်ပါတယ်။တကြင်ကဒုတိယကမ္ဘာစစ်အတွင်းမှာ P51 Master လေယာဉ်တွေစီးကာလာမှာ F15 Eagle တွေနဲ့နောက်ဆုံးယနေ့ခေတ်မှာဆိုရင် 5th gen fighter တွေဖြစ်တဲ့ F22 Raptor နဲ့ F35 Lightning II တာရကတွေပါပဲ။ဒါပေမဲ့ဒီနေ့ချိန်မှာတရုတ်ကြီးနဲ့ရုရှားရဲ့ချင်းချောင်းမှုကိုကြောက်နေရတာဖြစ်တဲ့အတွက်အမေရိကဟာလက်ရှိ 5th gen ရင်းနေတော့မှမလုံလောက်တော့ပဲစစ်ကြံကိုတိုးမြင့်ဖို့တလိုအပ်လာပါတယ်။ Donald Trump ထုတ်ကြားလိုက်တဲ့ F47 ဆိုတော့ 5th generation fighter များဖြစ်တဲ့ F22 Raptor နဲ့ F35 Lightning II တို့ကိုစက်ခံပြီးတော့ဖန်တီးလာတဲ့နောက်တစ်ဆင့်တိုးတက်သော 6th generation fighter ရင်းတစ်စင်းဖြစ်ပါတယ်။ American NG80 Next Generation Air Dominance Project အောက်ကနေနာဂတ်စစ်စင်ရေးများအတွက်လေကြောင်းစင်ရာကိုမြှင့်တင်ဖို့ဒီမျိုးစက်တစ် fighter ကိုဖန်တီးလာတာဖြစ်ပြီးလက်ရှိကမ္ဘာပေါ်မှာရှိသမျှ fighter ချက်များတွေကနည်းပညာပိုင်းနဲ့စွမ်းဆောင်ရည်ပိုင်းမှာအားသာချက်များရှိနေပါတယ်။ American Company Boeing ကတိစောက်ထားတာဖြစ်ပြီး American Leader USAF မှာ2025ခုနှစ် match လ22ရက်နေ့မှာ NGAD စီမံကိန်းအောက်မှာ Boeing ကို F47 လေယာဉ်ဖွံ့ဖြိုးရေးအတွက်စာချုပ်ချုပ်ဆိုခဲ့တာပါ။အဆိုပါစာချုပ်ပါ Boeing ရဲ့စေရေးလေယာဉ်လုပ်ငန်းအတွက်အရေးကြီးသောအောင်မြင်မှုတစ်ခုဖြစ်ပြီး Lockheed Martin နဲ့ Northrop Grumman တို့လိုမျိုးကုမ္ပဏီတွေနဲ့ရှင်ပြအနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။အပြင်ပိုင်းအပြင်ဆင် F-47 NGAD လေယာဉ်ရဲ့အပြင်ပိုင်းဆိုင်ဟာအလွန်ခက်မိပြီးတော့ထုတ်လုပ်ထားပါတယ်။ရေဒါရဲ့စစ်ဆေးမှုကိုရှောင်ရှားနိုင်ဖို့အတွက်ချုံမွေးတဲ့ပြင်ကုန်းနဲ့ခြုံတက်တဲ့ထောက်တွေနဲ့အတူတဆိုင်ချထားတာပါ။လေယာဉ်ရဲ့မျက်နှာပြင်မျိုးစုံမှာအလွယ်တကူမမြင်နိုင်တဲ့တပ်တူတွေနဲ့အလွန်မောင်းမိုက်တဲ့အရောင်များအသုံးပြုထားပြီးအတိကားအပြင်တော့မီးမမုတ်တဲ့မီးခိုးရောင်အနက်ရောင်တွေနဲ့ဖုံးထားပါတယ်။လေယာဉ်တောင်ပံတွေကတော့မျက်နှာပြင်နဲ့တစုတစည်းဒီဇိုင်းမျိုးဖြစ်ပြီးတော့ ပုံမှန်ရင်တောင်ပံနေထက်ကိုပို့ပြီးတော့ချုံးမွေးနေပါတယ်လေထွင်းပေါက်တွေကိုလည်းအယောင်ဖြတ်တော့တဲ့ဒီဇိုင်းနဲ့ပြုလုပ်ထားတာဖြစ်ပြီးရေဒါတွေမှာပို့မပေါ်လျှို့ပတ်ထားနေပါတယ်ဒါပြင်လေရဲ့ကိုယ်ထည်ပိုင်းကိုလည်းအဲရိုဒိုင်းနမစ်အမြင့်ဆုံးဖြစ်အောင်ဒီဇိုင်းလုပ်ထားပြီးအမြန်နှုံးအမြင့်ဆုံးလေပြေးဆွဲရည်ကောင်းစေဖို့အထူးဆောင်ရွက်ထားပါတယ် ်လင်းရင်အမိပိုင်းမှာတော့တမရွကြတောင်လိုက်လင်းရင်စူးတောင်မျိုးမပါပေနဲ့မြင်ရမလို့စေတဲ့ဒီဇိုင်းသစ်တွေတုံးထားတာပါအောက်ခြေမှာလည်းအတွင်းပိုင်းလက်နဲ့တူလောင်ရနေရနဲ့ဒုံးကျဲထုတ်စနစ်ကိုအပြင်းမမမြင်တော့တိဆောက်ထားတာကြောင့်အချုပ်ပြောရမယ်ဆိုရင်လင်းရင်ဒီဇင်းလုံးရဲ့အပြင်းပိုင်းဟာရေဒါမှမပေါ်အောင်အထူးဖန်တီးထားတာပါ နီးပညာ F47 ရဲ့အဓိကအားသာချက်တစ်ခုက C technology ပိုင်းဖြစ်ပါတယ်။ရခိုင်လေယာဉ်တွေထက်ပုံမမြင့်တင်ထားတဲ့ Radar Evasion နီးပညာအသစ်တွေသုံးထားလို့ရန်သူရေဒါတွေကမှအလွယ်တကူရှာမတွေ့နိုင်တဲ့ပြင် Electronic Warfare System များကိုအတော်လေးကာကွယ်နိုင်စွမ်းရှိလာပါတယ်။ပစ္စည်းအသစ်တွေဥပမာ Steel coating အသစ်နဲ့ Composite Material တွေကိုအသုံးပြုထားလို့ယနေ့ခေတ် Radar System များစုကိုလုံးဝအလွယ်လေးကျော်ဖြတ်နိုင်စွမ်းရှိပါတယ်။အထူးသဖြင့်တော့ဒိမတ်လိုမျိုးလေကြောင်းအင်အားကြီးမားတဲ့နိုင်ငံရဲ့ Radar နေတော့မှမဖမ်းယူနိုင်ပါဘူး။ F47 မှာ AI နည်းပညာကိုအပြည့်အဝထည့်သွင်းအသုံးပြုထားတာကလည်းထူးခြားချက်တစ်ခုပါပဲ။ AI နဲ့ machine learning system တွေကြောင့် pilot ကပြည့်လို့မရတဲ့အချိန်မှာလိုအပ်တဲ့ချက်လက်တွေကိုတစ်ချိန်တည်းလိုအပ်တဲ့ချက်လက်တွေကိုတစ်ချိန်တည်းအလိုလျောက်တွက်ချက်ပေးနိုင်ပြီးမိနစ်ပိုင်းတွင်မှန်တကယ်အကျိုးရှိတဲ့ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ ဆာဇဖျူရှင်းနည်းပညာကြောင့်ပေါ်ဝင်ချင်း360ကျဲကိုတပြိုင်နက်တည်းမြင်နိုင်ပြီးအနီရောက်ရောက်ကြီးအမြင်ဆွဲရင်ရေဒါချက်ပြမှုတွေကိုပေါင်းဆက်ပြီးတော့ညှိနှိုင်းလုပ်နိုင်ပါတယ်။ဒါကြောင့်လေထဲမှာတိုက်ခိုက်မှုပြုလုပ်တဲ့အချိန်မှာရန်သူရဲ့လက်ကွက်တွေကိုမျှော်မှန်းထားတဲ့ပုံပုံမြန်ဆန်ပြီးတော့တိတိကျကျဖြည့်ရှင်းနိုင်ပါလိမ့်မယ်။ဒီပညာပိုင်းကတော့ဟုတ်ပါတယ်။ဒါပေမဲ့စစ်ပွဲတကယ်တမ်းဖြစ်လာတဲ့ခါမှာမြန်ဆန်မှုနဲ့လက်အုပ်မှုရယူဖို့ကလည်းအရေးကြီးတဲ့ချက်တစ်ခုပါ။ဒီအတွက်လည်းအမြန်နှုံးမြင့်ကိုကြည့်ရမယ်ဆိုရင်တော့ FOD 7ရဲ့အမြန်နှုံးက match 2.5ထက်ကိုကျော်လွန်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါတနအီကို3100ကီလိုမီတာကျော်သွားနိုင်တဲ့အမြန်နှုံးဖြစ်ပြီး အရင်က fighter jet များထက်တော်တော်လေးပုံမြန်သွားတာဖြစ်ပါတယ် F47 ဟာ thrust veteran technology ကိုလည်းအသုံးပြုထားလို့ကိုသွားခြင်းနဲ့လေကြောင်းပြောင်းရွှေ့မှုတွေကိုအမြန်ဆုံးပြုလုပ်နိုင်ပါတယ်တိုက်ခိုက်ခြင်းတပ်ဖက်ကပြည့်ခတ်မှုကိုရှောင်လွှဲခြင်းလေထဲမှာခဲရခဲစစ်လုံးမှုတွေကိုလှုပ်ဆောင်ခြင်းတွေမှာ မဖြစ်မနေအားသာနေပါတယ်ဒါဆိုရင်တော့ဒီတိုက်ခိုက်ရေးရင်ရဲ့လက်နက်ပိုင်းကိုလည်းတက်ချက်ကြည့်ရအောင်ပါ F47 ရဲ့လက်နက်တက်ဆင်မှုကလည်းတော်လေးထူးကြပါတယ်အတန်ထပ်ပုံမြင်တဲ့ဒုံးညီတွေကိုတင်ဆောင်လာတဲ့စွမ်းရင်ရှိပြီးမြေပြင်ပေါ်ကပြစ်မှတ်များလေတဲကပြစ်မှတ်တွေကိုတပြိုင်တည်းတည်းဖျက်ဆီးပစ်နေပါတယ်ဒီလိုမျိုးဟိုဘက်တီပဲလေရင်ချင်းချင်းပြစ်ခတ်ဖို့လက်နက်တွေလေတူတဲကလည်းမြေပြင်ကိုပြစ်ခတ်ဖို့အတွက်လက်နက်တွေပြင်လေဆာလက်နက်နည်းပညာသစ်တွေကိုတက်ဆင်ထားပါတယ်အတန်ထပ်မြန်တဲ့ဒုံးညီဆိုတာက match fight ကျော်တဲ့အမြန်နှုန်းနဲ့ပြန်တန်းနိုင်တဲ့ဒုံးညီဖြစ်တဲ့အတွက် ရန်သူဘက်ကချက်ချင်းတုံ့ပြန်နိုင်ဖို့မလွယ်ပါဘူးဆက်လက်ပြီးတော့ဆက်လက်ပြီးတော့ဒီတိုက်ခိုက်ရင်ဟာအနာဂတ်မှာဘယ်လောက်တော့မှရေးပါလာနိုင်မလဲဆက်စုကြည့်အောင်ပါ F47 ရဲ့တီရှိမှုကြောင့်အမေရိကန်နိုင်ငံရဲ့လေကြောင်းပိုင်းစစ်ဆေးရေးအသာချက်ကနောက်ထပ်အတော်လေးမြင့်တက်လာမယ်ပြင်ယနေ့ကမ္ဘာမှာစစ်ရင်အင်အားကြီးနိုင်ငံများဖြစ်တဲ့ China, Russia တို့ရဲ့စစ်ရင်အားနဲ့ပြန်ဆန်နိုင်မယ်အင်အားမြောက်တိုက်ခိုက်ရေးစိုးရိမ်တစ်ခုဖြစ်လာပါလိမ့်မယ် ်ပထမဦးဆုံးဖြစ်လာမယ်စစ်ကြီးစစ် generation မျိုးဆက်လေးရင်းနဲ့ F47 ကနီးပညာပိုင်းစွမ်းဆောင်ရည်ပိုင်းနဲ့စစ်စင်တက်တန်းတို့မှာအခြေခံမူရင်းတစ်ခုဖြစ်လာမှာမှန်ပါပဲဒါပြင် F47 ရဲ့လေမှုအခန်းထဲမှာတမယိုးချတိုက်ခိုက်ရည်နေသုံးတဲ့ခလုတ်တွေပါမလာတော့ပါဘူးအဲ့ဒီစားမြေမြန်ဆန်ဆန်သုံးမိနိုင်တဲ့ chest screen system တွေနဲ့အပြည့်ဖြစ်လာတာပါ အနာဂတ်မှာတော့ pilot တယောက်ကပဲ F47 ကိုမောင်းနိုင်ရင်းနဲ့တခြားမောင်းသူမဲ့ drone ကိုပါအကြောင်းအရာညှိနှိုင်းညှော့ချနိုင်မယ်ဆိုတာပါဒါဆိုရင်တော့လေယာဉ်မှုစစ်သားတယောက်တည်းနဲ့အဖွဲ့လဲစစ်စင်တခုလိုမျိုးလုဆောင်နိုင်ပြီးသူမတူတဲ့အကျိုးရလဒ်တွေရရှိမယ်လို့ခန့်မှန်းထားပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာတော့ American နိုင်ငံရဲ့နောက်ဆုံးပေါ်တိုက်လေရင် F47 6th generation fighter jet ကိုအပြည့်စုံရှင်းပြခဲ့ပါတယ်။နောက်လာမယ့်ဤပညာဗီဒီယိုသစ်တွေတူတာပေးွက်အကြောင်းအရာတွေတော့ဗကန်တက်တင်မဲ့ YouTube channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။